ဲ့အထက်ဒါမှမဟုတ်စပားတေ2005နဲ့အထက်တူလောင်ထရှိတဲ့စပားတူလောင်ယုံပိုင်ရှင်တွေမှတ်ပုံတွေလက်မှတ်ရှောက်ထားဖို့လိုအပ်ပြီးပြက်ကွက်ပါကအရေးယူမယ်ဆိုတဲ့တဲ့င်းဇလုံးပြည်တော်ပြန်ဖျားကြီးမှာမတူးတင်ငန်းရက်ချုပ်ပူဇော်ပွဲနဲ့ရောင်စုံမီအလှဆင် ပုံဖော်မှုတွေပါဝင်မဲ့တစောင်းတိုင်းပွဲတော်ကျင်းပမယ်ဆိုတဲ့တဲ့င်းပကုတ်ကူကြက်တုံဈေးကွက်ရာတီတိမ့်ကျင်ရောက်ရှိလာပေမဲ့တပိတ်တာ1100ကျက်ဝင်းကျင်တာပေါက်ဈေးရှိတယ်ဆိုတဲ့တဲ့င်း ဘိုဘန်က CMB ကုမ္ပဏီတွေထံကနေဝယ်ယူထားတဲ့နိုင်ငံခြားငွေတွေအတက်စားသုံးစီတင်သွင်းတဲ့ကုမ္ပဏီတွေတို့ဒေါ်လာ၁၀သိန်းကျော်စက်သုံးစီတင်သွင်းတဲ့ကုမ္ပဏီတွေတို့ဒေါ်လာ2.9သိန်းကျော်ထပ်မံရောင်းချတဲ့ဆိုတဲ့သတင်းဂျီနိုအာသင်းနီးပြဘီအာရာရုကနေထုတ်ပေခံရတဲ့ဆိုတဲ့သတင်းအဆက်ချီသတင်းတွေကိုတက်ဆက်ပေးသွားမှာဖြစ်ပါတယ်ပထမဆုံးသတင်းဘုတ်အနေနဲ့စန္ဒန်ကျိ25ဒဏ်နဲ့အထက်ဒါမှမဟုတ်စဘာတင်2005နဲ့အထက်တူလောင်ထရှိတဲ့စဘာတူလောင်ယုံပိုင်ရှင်တွေလေး မှတ်ပုံတွေလက်မှတ်ရှောက်ထားဖို့လိုပြီးပြက်ကွက်ပါကရေးယူမယ်ဆိုတဲ့တင်ကိုတင်ဆက်ပေးပါမယ်။စန္ဒန်ကျိန်း25ရက်နေ့အထက်ဒါမှမဟုတ်စဘာတင်2005ရက်နေ့အထက်တူလောင်ထားရှိတဲ့စဘာတူလောင်ယုံပိုင်ရှင်တွေအနေနဲ့မှတ်ပုံတွေလက်မှတ်ရှောက်ထားဖို့လိုပြီးပြက်ကွက်ပါကရေးယူမှာဖြစ်တယ်လို့စီးပွားရေးနဲ့ကုသရေးဝန်ကြီးဌာနကထုတ်ပြန်ပါတယ်။ စီးပွားရေးလုပ်ငန်းဆောင်ရွက်ရန်အလို့ငှာစံတန်းချိန်25တန်နဲ့အထက်ဒါမှမဟုတ်စပါးတီ2500နဲ့အထက်တိုးလောင်းထားရှိတဲ့စစပါးတိုးလောင်းရုံပိုင်ရှင်များဟာမြန်မာစစပါးအွန်လိုင်း MIRO www.miro.com mm မှာစစပါးတိုးလောင်းရုံမှတ်ပုံတင်လက်မှတ်ရှောက်ထားရယူရန်လိုအပ်ကြောင်းစီးပွားရေးနဲ့ကုသရေးဝန်ကြီးဝန်ကြီးဌာနက2024ခုနှစ်အော်တိုဘားလ24ရက်နေ့မှာအမိတ်အမှန်80နှစ်မြင်းဆောင်2024ကိုထုတ်ပြန်ထားပြီးဖြစ်ကြောင်း ဆန်စပါးတိုလောင်ယုံပိုင်ရှင်များအနေနဲ့မပြတ်မကွက်လိုက်နာဆောင်ရွက်ရန်လိုအပ်ကြောင်းသိရပါတယ်မြန်မာစစဘာအွန်လိုင်း MIR စနစ်မှာမှတ်ပုံတင်ထားပြီးဖြစ်တဲ့တိုးလောင်ယုံများအနေနဲ့လာစဉ်လာစန်းတရက်မှ9ရက်အတွင်း ကုံရကုံထုတ်ကုံလက်ကြံစည်ရင်းများကို MIRO website မှာရှိတဲ့မိမိရဲ့အကောင့်မှာမပြတ်မကွက်စည်ရင်းထည့်သွင်းပေးရန်ပြည်စုံမှန်ကန်တဲ့အချက်လက်များကိုတာဝန်ယူတာဝန်ခံပြီးထည့်သွင်းပေးရန်နဲ့အခါအားလျော်စွာလာရောက်စစ်ဆေးရမှာပူးပေါင်းပါဝင်ဆောင်ရွက်ရန်ထုတ်ပြန်ချက်မှာပါရှိပါသည်။တော်လာရောက်မှာပုံတွေလက်မှတ်လျှောက်ထားရန်ပြက်ကွက်လင်းဖြစ်စီ လာစဉ်ကုံရကုံထုတ်ကုံလက်ကြံစရင်အားပြည်စုံမှန်ကန်စွာတတ်မှတ်ချိန်တွင်ဆောင်ရွက်ခြင်းမရှိလင်ဖြစ်စေစီးပွားရေးနှင့် ကုသရန်ဝယ်ရေးဝန်ကြီးဌာနရဲ့အမိန့်အမှတ်၈၂မြင်းဆောင်2024ပါတတ်မှတ်ချက်များနဲ့အညီအရေးယူခြင်းသို့မဟုတ်မှတ်ပုံတွေနဲ့မှတ်ပယ်ဖြတ်ခြင်းသို့မဟုတ်နီလန်းနှစ်ရက်စလုံးဖြင့်အေးအေးယူခြင်းကိုဆောင်ရွက်နိုင်တာကြောင့်တိရှိလိုက်နာဆောင်ရွက်ရန်နဲ့တိရှိလိုသည့်များရှိပါက www.myao.com mm လကောင် စားသုံးသူရေးရာဦးစီးဌာနရဲ့တန်းဒေသကြီးပြည်နယ်ခရိုင်မြို့နယ်ရုံးများတွင်၎င်းမြန်မာနိုင်ငံစစ်စဘာအသင်းချုပ်တွင်၎င်းဆက်သွယ်မေးမြန်းစောင့်ဆန်းနိုင်ကြောင်းစီးပွားရေးနှင့်ကုသရေးဝန်ကြီးဌာနကထုတ်ပြန်ပါသည်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့စလုံးပြည်တော်ပြန်ဖျားကြီးမှာမတိုးတင်ကန်ရက်ချုပ်ပူဇော်ပွဲနဲ့ရောင်စုံမီးအလှဆင်ပုံဖော်မှုတွေပါဝင်မဲ့တစောင်းနိုင်ပွဲတော်ကျင်းပမယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ဇလုံးပြည်တော်ပြန်ဖျားကြီးမှာမတိုးတင်ကန်ရက်ချုပ်ပူဇော်ပွဲနဲ့ရောင်စုံမီအလှဆင်ပုံဖော်မှုတွေပါဝင်မဲ့ဒဇောင်းနိုင်ပွဲတော်ကိုဒဇောင်းမုံလှဆန်း၁၄ရက်နွေမလ၃ရက်နေ့ကစတင်ပြီး၃ရက်တာကျင်းပတော့မှာဖြစ်တယ်လို့သိရပါတယ်ဇလုံးပြည်တော်ပြန်ဖျားကြီးမှာကျင်းပပြုလုပ်မဲ့ဒဇောင်းနိုင်ပွဲတော်ကိုနွေမာလာ3ရက်နေ့ဒဇောင်းမုံလာဆန်း14ရက်နေ့ကနေနွေမာလာ9ရက်နေ့ဒဇောင်းမုံလာပြည့်ကျော်10ရက်နေ့အထိ3ရက်တိုင်ကျင်းပဖို့ရှိနေတာဖြစ်ပါတယ်။မတိုးတင်ငန်းရက်ချုပ်ပြိုင်ပွဲရှိပါမယ်။လာဆန်း14ရက်နေ့ညပိုင်းမှာရက်ချုပ်ကြမှာပါ မတူးတင်ငန်းရချုပ်ပြိုင်ပွဲမှာဘကူတိုင်းဒေသကြီးလက်ဗရန်မြို့နယ်ကတဆင် AR တိုင်းဒေသကြီးဟင်္ဒရာမြို့နယ်ကတဆင်ဇလုံမြို့နယ်ကနှစ်ဆင်စုစုပေါင်း40နဲ့အမရာကိတ်ဒီမန်ဒီတံမူလာဆိုပြီး40ဆင်ပြိုင်ရပါမယ်။လာပြင်းနေ့မနက်အစောပိုင်းမှာတော့မတူးတင်ငန်းကတ်လူပူဇော်ကြမှာဖြစ်ပါတယ်လို့ဇလုံပြည်တော်ပြန်ဖျားကြီးကောဘကအဖွဲ့ဝင်တူကပြောကြားခဲ့ပါတယ်။ဒါအပြင်တစောင်းတိုင်းပွဲတော်အတွက်ရောင်စုံပြီးအလှဆင်မှုတွေဟာဒရင်းချုပ်ပွဲတော်တွေကထပ်ပုံမှုဆုံးလမှာဖြစ်တယ်လို့လည်းသိရပါတယ်။ ဇလုံးမျိုးမန်းအောင်မြင်ပြည်တော်ပြန်ဖျားကြီးမှာတစောင်းတိုင်းပွဲတော်ရက်တွေမှာမြမဆိုင်ဝမ်းဖြူပြီးမှုတွေနဲ့ခေပေါ်တိဂီတာဖြူပြီးမှုတွေလည်းပေါဝင်มาဖြစ်တယ်လို့သိရပါတယ်။နောက်ထပ်သတင်းပေါ်နေနဲ့ပခုတ်ကူကြက်တုံဈေးခွဲရာသီတိန်းချိန်ရောက်ရှိလာတော့လဲတပိတ်တာ1100ကျပ်ဝန်းကျင်သာပေါက်သီးရှိတယ်ဆိုတဲ့သတင်းကိုတက်ဆက်ပေးပါမယ်။ပခုတ်ကူကြက်တုံဒီဈေးခွဲလူကြက်တုံရောင်းဝယ်မှုပြီးဆုံးချိန်ရောက်ရှိလာတော့လဲဈေးတန်းအကျနဲ့သာရောင်းဝယ်နေပြီးတပိတ်တာကျပ်1100ဝန်းကျင်သာပေါက်သီးရှိတယ်လို့သိရပါတယ်။ အခုနှစ်ညွေချက်သွင်းရောင်းဝယ်မှုစတင်ခဲ့တဲ့မေလဇန်းကနေအခုနိုဝင်ဘာလအထိတပိတ်တာအမြင့်ဆုံး1500ကျပ်တာပေါက်သိရှိခဲ့တဲ့အတွက်တောင်သူတွေစိုက်ပျိုးရေးစီးရှုံးနေမှုတွေရှိနေကြောင်းသိရပါဗျ။ဒီနေ့တောင်သူရောကုန်တွေပါဈေးတက်လာမလားလို့စောင့်ရင်းနဲ့အကြစည်းနဲ့ပဲရောင်းရတယ်။အခုတော့ထုတ်မရောင်းလို့မရတော့ဘူး။အလေးချိန်ရောတာရောအရောင်းမလားလို့ဈေးမရတော့တာရောနဲ့အရှုံးများတဲ့နှစ်ပါမိုးတက်ပေါ်လာလို့ရှိရင်ညွေချက်သွန်ကဝယ်ရသူရှိမှမဟုတ်ဘူးဒီအပိုင်းတောင်သူတွေစက်တိုက်ရောင်းတော့ကုန်ဝင်များလာတယ်ပလဲစတွေကတပိတ်တာ1100ကျပ်နဲ့အမြင့်ဆုံးနဲ့ ရောဇာက900ကျက်နဲ့အမြင့်ဆုံးဖြစ်တယ်လို့ပခုတ်ကူမြို့မှာစက်တုံရောင်းဝယ်ရေးတောက်ကန်သူတူကပြောပါရယ်။ပခုတ်ကူစက်တုံဈေးကွက်အတွင်းပိတ်တာချိန်3000ကျွဲခန့်ဝင်ရောက်ခဲ့တဲ့နိုမလာ2ရက်နေ့မှာဂျွန်သီးတပိတ်တာ300ကနေ600ကျက်၊ဂျွန်လက်တပိတ်တာ900ကနေ900ကျက်နဲ့ဂျွန်ကြီးတပိတ်တာ1000ကနေ1100ကျက်ပေါက်သေးရှိကြောင်းသိရပါရယ်။ပြီးခဲ့တဲ့2023-2024ခုနှစ်တွင်မှာ ကျက်တုံတပိတ်တာ3500ချက်အထိရောက်ရှိခဲ့တဲ့အတွက်တောင်သူတွေအကျိုးအမြတ်ရရှိခဲ့ပြီးအခုနှစ်မှာဈေးနှုန်းကျဆင်းမှုဆက်ပြွေးဈေးရိတ်ရှုံးနေကြောင်းသိရပါဗျ။ဘကုတ်ကူနယ်ရေစကြိုမြို့နယ်အတွင်းမြေကြီးဝင်ရောက်တဲ့ဒေသတွေမှာမူကျက်တုံတွေဆက်ပြွေးထားကြပြီးလာမယ့်ဒီဇင်ဘာလလယ်မှာဈေးကွက်အတွင်းရောက်ချနိုင်ကြောင်းသိရပါဗျ။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ဘူဘန်က CME Community ထံကနေဝယ်ယူထားတဲ့နိုင်ငံခြားငွေတွေနဲ့စားသုံးသည့်တင်သွင်းတဲ့ကုမ္ပဏီဆိုဒေါ်လာ10သိန်းကျော်စက်သုံးသည့်တင်သွင်းတဲ့ကုမ္ပဏီဆိုဒေါ်လာ2.9သိန်းထပ်မံရောက်ချတဲ့ဆိုတဲ့တင်ကိုတက်ဆက်ပေးပါမယ်။ ဘိုဘန်က CME ကုမ္ပဏီတွေထံကနေဝယ်ယူထားတဲ့နိုင်ငံခြားငွေတွေနဲ့စားသုံးသည့်တင်သွင်းတဲ့ကုမ္ပဏီတွေသို့ဒေါ်လာ10သိန်း73သိန်းတင်သွင်းတဲ့ကုမ္ပဏီတွေသို့ဒေါ်လာ2.9သိန်းအောက်တိုဘာလ28ရက်ကထပ်မံရောင်းချခဲ့တယ်လို့သိရပါဗျ။အဲ့ဒီနေ့ FA Trade ထဲမှာပေါင်းသက်စီတက်မြေဩစာကတရာစေဝါနဲ့စေဝါကုန်ချမ်းပစ္စည်းဆက်မှုကုန်ချမ်းဆောက်လုပ်ရေးပစ္စည်းကားဆိုင်ကယ်အပိုပစ္စည်းဆက်သွယ်ရေးပစ္စည်းတရိတ်ဆန်အစားထုတ်ပိုးပစ္စည်းများတမန်နီစိုက်ပျိုးရေးလုပ်ငန်းသုံးပစ္စည်းများလူသုံးကုန်ပစ္စည်း စားသုံးကုန်စည်တင်သွင်းတဲ့အင်ပိုတာများမှနိုင်ငံခြားငွေဝယ်ရရှိခဲ့ကြောင်းသိရပါတယ်။ဘဟုဘဏ်က CMB ကုမ္ပဏီများထံမှဝယ်ယူထားတဲ့နိုင်ငံခြားငွေများအနက်စားသုံးစည်တင်သွင်းတဲ့ကုမ္ပဏီများတို့ဒေါ်လာ16သိန်း8,868.23ဒသမ2စက်သုံးစီတင်သွင်းတဲ့ကုမ္ပဏီများတို့ဒေါ်လာ 2,4,2,621တရမ63ညာအားအော်တိုဝါလာ24ရက်နေ့ကထပ်မံရောင်းချခဲ့ပါသည်။အိန်းနီ FA Trading မှာ ပေါင်းသက်စီဓာတ်မြေဩဇာကတရားစေဝါနဲ့စေဝါကုန်ချမ်းပစ္စည်းစက်မှုကုန်ချမ်းဆောက်လုပ်ရေးပစ္စည်းကားဆိုင်ငယ်အပိုပစ္စည်းစက်သရွေးပစ္စည်းတရိတ်ဆန်အစားထုတ်ပိုးပစ္စည်းများတမန်နီစိုက်ပျိုးရေးလုပ်ငန်းသုံးပစ္စည်းများလူသုံးကုန်ပစ္စည်းစားသုံးကုန်စည်တည်တည်နဲ့အင်ပိုတာများမှနိုင်ငံခြားငွေရောဝယ်ယူရရှိခဲ့ကြောင်းသိရပါသည်။ ။ဘိုဟိုဘန်က CME ကုမ္ပဏီများထံမှဝယ်ယူထားတဲ့တငယ်ကြားငွေများအနက်၃၃စီတင်သွင်းတဲ့ကုမ္ပဏီများတို့ဒေါ်လာ24,2850 စက်သုံးစီတည်တည်နဲ့ကုမ္ပဏီများတို့ဒေါ်လာ9သိန်း4968တရမ9ခွန်ထပ်မံရောင်းချခဲ့ပါတယ်။အဲဒီနေ့ FA Trading မှာပေါင်းသက်ဈေးတက်မြောစာကတ္တရာစေဝါနဲ့စေဝါကုန်ကျန်းပစ္စည်းစက်မှုကုန်ကျန်းဆောက်လုပ်ရေးပစ္စည်းကားဆိုင်ကယ်ပို့ပစ္စည်းစက်သွေးရေးပစ္စည်းတရိတ်ဆန်စာထုတ်ပို့ပစ္စည်းများတမဏိစိုက်ပျိုးရေးလုပ်ငန်းသုံးပစ္စည်းများလူသုံးကုန်ပစ္စည်းစားသုံးကုန်စီတင်သွင်းတဲ့အင်ပိုတာများမှနိုင်ငံခြားငွေဝယ်ရရှိခဲ့ကြောင်းသိရပါတယ်။ နောက်ဆုံးသတင်းတပုတ်အနေနဲ့ဂျီနိုဝါအသင်းကြီးပြ VR ရာဒုကနေထုတ်ပယ်ခဲ့ရတဲ့ဆိုတဲ့အသင်းကိုတက်ဆက်ပေးပါမယ်။ဂျီနိုဝါအသင်းကြီးပြ Patrick Vieira ဟာရာလတ်စူရီကြောင့်ဂျာရုကနေထုတ်ပယ်ခံခဲ့ရတယ်လို့သိရပါဗျ။အာဇနင်နဲ့ပြင်သစ်ကွင်းနဲ့လူအောင်ဟာ2024ခုနှစ်နိုဝင်ဘာလကဂျီနိုဝါအသင်းနီးပြအဖြစ်ခန့်ချင်းခံခဲ့ရတာဖြစ်ပါတယ်။ပြီးခဲ့တဲ့ရာသီမှာဂျီနိုဝါအသင်းကိုရာဒီကုံအဆင့်73နေရာရပ်တည်နိုင်အောင်ဆွဆောင်ပေးနိုင်ခဲ့ပါတယ်။ဒါပေမဲ့ဒီရာသီမှာတော့ ဂျီနိုအာတင်းကအမှတ်ပေးစရာအောက်ဆုံးရောက်တဲ့အထိအခြေအနေဆိုးနေတာပါအခုရာသီစီးရီကိုဝဲမှာနိုင်ပွဲမရရှိသေးပဲသုံးပွဲတည်ရကြပြီး၆ပွဲအထိအရင်းနှင်းခဲ့တာဖြစ်ပါတယ်ဒီနောက်နေမှာကစားမယ်စာစုအိုလိုနဲ့ပွဲကိုမာဂီတာခရစ်စတီတိုရုကယာယီနည်းပြဖြစ်တောင်းဝန်ယူသွားမယ်လို့သိရပါတယ်အလဘဲရဲ့တရင်မလဘဲတရုတ်တွေကိုတက်ဆက်ပေးကြတာပဲဖြစ်ပါတယ်ကြည့်ရှုနားဆင်ပေးကြတဲ့တို့အားလုံးကိုကျေးဇူးတင်ရှိပါတယ်ခင်ဗျာ